အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအားလုံးမင်္ဂလာပါ Liverpool ကတော့အပြောင်းရွှေ့ဈေးကွက်မှာကတ်သွတ်သွတ်လှုပ်ရှားနေရင် Jeremy Frimpong ပြီးတဲ့အချိန်မှာသူတို့ဘက်ကအခု Florian Vaz နဲ့ Milot Kakis အပြောင်းရွှေ့ကိုတပြိုင်နက်အပြီးတပ်ဖို့လုပ်နေတယ်ဆိုတော့စောပိုင်းတော့ကတော့ Milot Kakis အပြောင်းရွှေ့ထက်ဒါ Bayer Leverkusen ရဲ့ Florian Vaz ကိုဦးတည်ပြီးတော့ဆောင်ရွက်နေပေမဲ့ လီဗာပူးစင်ကိုလီဗာပူးနှစ်ချိန်တိုင်တိုင်ကမ်းလာမှုပယ်ချခံရပြီးနောက်အခုလက်ရှိမှာဟန်ဂေးရီးယန်ဘယ်နောက်ခံကစားမှာဘိုမောင်ရဲ့မီလော့စ်ခါကီကိုသူတို့ပြန်ပြီးတော့အရှိန်အာဟုန်ပြည့်နဲ့ပြန်ကြိုးစားတယ်ဆိုတော့အခုဒါဗြိတိန်ရဲ့မီဒီယာတွေတော်တော်များများမှာရော Times မှာရော Telegraph မှာရောတော်တော်များများဖော်ပြချက်ရလာမယ့်ရပိုင်းတွင်းမှာမီလော့စ်ခါကီဟာလီဗာပူးအသင်းနဲ့တူတရားဝင်စာချုပ်ချုပ်ဆိုမှာဖြစ်တဲ့ နှစ်ဖက်ကြား agreement အကုန်ရထားပြီးဖြစ်တယ် official ကြေညာဖို့သူတို့ရက်ဆောင်နေတာဖြစ်ပြီးတော့သူက contract က2030ခုနှစ်တိ9နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်တယ်ဆိုတော့အခုလောက်ခလာစာခန်းစား권 bonus အားလို့သဘောတူထားပြီးဆိုတော့ဘုံမောက်ကို Liverpool ဘက်က Milos Kake အတွက်ပြောင်းဆွေချေပေါင်း52တန်ပေးဖို့လည်းသဘောတူထားတယ်ဆိုတော့အခု everything က according to plan plan တိုင်းဖြစ်ရင် ရပိုင်းတွင်းမှာမီလော့စ်ကာကီရဲ့အပြောင်းရွှေ့ဟာလီဗာပူးကဒန်တီဖြစ်ကြီးညာနိုင်မယ်ဆိုတော့အားလုံးကဆာဗက်ဆာဆက်ဒိုကူမန့်အကုန်လုံးကို final stage ရောက်ပြီးတော့လီဗာပူးနဲ့ဘုံမောက်ကြမှာလဲသဘောတူထားတယ်ကစားမကလည်းလီဗာပူးကိုပြောင်းဖို့ခေါင်းညိထားတယ်ဆိုတော့ဒီပြောင်းရွှေ့ကတေချာတော့ရှိသွားပြီအဲ့နေရာမှာဒါလီဗာပူးပြည်သက်တီတော်တော်များများမျောလင်ထားတဲ့ Florian Vaz ကအပြောင်းရွှေ့ဒီပြောင်းရွှေ့နဲ့ပတ်သက်လို့အခုလီဗာပူးကနောက်ဆုံးစ final stage တစ်ခုကိုစောင့်နေတယ် အခုတို့အပြောင်းရွှေ့နဲ့ပတ်သက်လို့တို့ဇတိုက်ဆွေးနွေးရတဲ့အခါမှာအခုလောလောဆယ်အနေထားရလီဗာပူးအသင်းက final stage မှာဘိုင်လီဗာကူစင်ကိုယူရိုပေါင်125တန်ထိပေးဖို့တို့ဆုံးဖြတ်လိုက်တယ်ဆိုတော့အဲ့ဆုံးဖြတ်ချက်ကဒါလီဗာပူးအသင်းတို့ပြောချင်တာဗျာဒါတို့အနေနဲ့အမြန်ဆုံးပေါ့လေ125တန်းဆိုရင်ယူရို148တန်းထိရှိမဲ့အပြောင်းရွှေ့ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့အခု လောလောဆယ်မှာလီဗာပူးအသင်းရဲ့ဒါ final detail ကိုသူတို့စောင့်နေတယ်အဲ့ detail ပြတာနဲ့ဒီအပြောင်းရွှေ့အတွက်ဒါလီဗာပူးဘက်ကကြေညာနေမှာဖြစ်တယ်အခုလောလောဆယ်မှာ confirmation ရနိုင်မယ့်အချက်တစ်ချက်လီဗာပူးစောင့်နေတယ်ဆိုကစားမကိုဒါကစားမက Real Madrid ကိုလည်းညင်းထားတယ် Bayern Munich ကိုလည်းညင်းထားတယ် Manchester City ကိုလည်းညင်းထားတယ်သူလီဗာပူးကိုပဲပြောင်းမယ်လို့ဆုံးဖြတ်ထားတယ် Liverpool ကလည်း သူတို့လိုချင်တဲ့ပြောင်းရွှေ့ခြေမျိုးရမှလက်လွတ်မှဖြစ်တဲ့အတွက်ပထမနှစ်ချိန်တည်းကယူရိုတန်း120မှာတစ်ခါ330နဲ့မှာတခါနှစ်ချိန်လုံးပယ်ချထားတယ်ဆိုတော့အဲ့ဒါနဲ့လီဗာပူးကတတိယ round နေနဲ့ဆက်ပြီးဆွေးနွေးတဲ့အချိန်မှာအခု finalize လုပ်နိုင်တဲ့ D တွေအားလုံးကိုလီဗာပူးက submit လုပ်လိုက်တဲ့အချိန်မှာ Bayer Leverkusen ဘက်ကလက်ခံတယ်လို့ဖော်ပြထားတယ်ဒီ D ကတော့နောက်ဆုံးအဆင့်ကိုရောက်ပြီးတော့ကျွန်တော်ခုနပြောသလို ပေါင်125တန်ယူရို148တန်ထိရှိမယ် total full package တစ်ခုဖြစ်မယ်ဆိုတော့148တန်ဆိုရင် Florian Basket လက်ရှိ current market ပေါက်ကြီးကတန်40ဆိုတော့ဒါဘယ်လိုပဲဖြစ်ဖြစ် Liverpool အသင်းမှာဒါဘယ်လိုပြောမလဲသူတေချာပေါက် market value တက်ပုံများတဲ့အမောက်ကိုလေပေါ့ပေးမယ်ဆိုတဲ့သဘောတရားဖြစ်တယ်ဒီနေရာမှာ alexis maclasa ရဲ့ကျွန်းနံပါတ်10ဝစ်စင်မယ်ဆိုတဲ့သတင်းတွေတောက်လျှောက်တက်လာပြီးဖြစ်တဲ့ကို fronian vas က တခြားတခြားကစားသမားတယောက်ကို respect မရှိပဲအခုလိုမျိုးပြောဆိုတာရှိတာချင်းပုတ်တာကြောင်းနဲ့ဒါဟာဘယ်ကထွက်လာမှန်းသတိမဟုတ်တရင်ပုတ်ကြောင်းဆိုပြီးတော့သူကပြန်ငင်းထားတယ်။ဒါပေမဲ့လီဗာပူးကအခု Florian Bass ကိုစာချုပ်ချုပ်မယ်ဆိုရင်9နှစ်စာချုပ်ချုပ်မယ်။2030ခုနှစ်တည်ရှိပြီးတော့တပတ်ကူတော့3သိန်းကျော်တော့သူတို့ပေးမယ်။ကျွန်တော်မှတ်10ကတော့ဘာမှန်းသိကြတာမဟုတ်သူကိုယ်တိုင်လည်းကျွန်တော်မှတ်10ကအဲ့လောက် defensive ဖြစ်တာမဟုတ်လေ။စင်ပါတဲ့10ပွင့်ဘူးတော့အခုလောလောဆယ်မှာ Milos Kakic ကပေါင်း52တန်းနဲ့လီဗာပူးချီရောက်မယ်။ ။ Now Florian Verse ကတော့ပေါင်125သန်း၊ယူရို148တန်းနဲ့အပြီးသတ်နိုင်မယ်ရှိတယ်။အားလုံးကရက်ပိုင်းအတွက်မှာပဲအပြီးသတ်ဖို့ရှိတယ်။ပြီးတော့မှ Liverpool ကတခြားအပြောင်းရှိပါလေ။ဆိုရင်အခု Goldma Kelleher က Bradford ကိုသူတို့ပြောင်းသွားပြီး total package မှာပေါင်16တန်းပဲရှိပြီးတော့စနစ်တမ5တန်း plus 5တန်း5တန်းဒါ total ပေါ်လေး18တန်းကျော်16တန်းပတ်ဝန်းကျင်နဲ့သူပြောင်းသွားပြီးအဲ့နေရာမှာ Galatasaray အသင်းက Liverpool ရဲ့ကိုယ်တော် အာဆင်ဘက်ကကိုကာနန်ထားတယ်အိုက်ကာနာမှုအတွက်လီဗာပူးပိတ်သက်တော်တော်များများကစိုးရိမ်နေကြပြီးတော့ဂလာဆာရီကအာဆင်ဘက်ကကိုခေါ်ဖို့လုပ်နေတယ်တကယ်လို့လီဗာပူးဘက်ကသာအာဆင်ဘက်ကကိုတောင်းတဲ့ပြောင်းရွှေ့ချေးကိုနည်းနည်းလျှော့ပေးနိုင်ရင် ဂလာတိစာရိကအလစီပကာကိုအရခေါ်ယူနိုင်မှုယုံကြည်တယ်လို့ဖော်ပြထားတယ်။ဒါပေမဲ့အဲ့ဒါကအရင် strong ဖြစ်တဲ့ report တော့လည်းမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်နားမလည်တာကမမဒက်ရှ်ဖရီတယောက်တည်းကိုပဲထားပြီးတော့မှအရန်ဂိုးမားနောက်ထပ်တယောက်ပုံစံနဲ့သူကခဲလာဟာလဲထုတ်အလစီလဲထုတ်ဆိုတဲ့ပုံစံမျိုးကိုဥတီလဲရှိတယ်။ဒါပေမဲ့ကျွန်တော်ရာဆိုရင်အလစီနဲ့ ဒါမမတစ်ဖလီကိုနှစ်ယောက်ထားတယ်တယောက်ကပြိုင်ပွဲတယောက်တစ်ခုစီထားမှာဒါပေမဲ့ဘူလိုရော့ဆယ်မှာလီဗာပူးဘက်ကဒါလူးစ်ဒီအက်ရဲ့အပြောင်းရွှေ့ကိစ္စလည်းသူတို့စောင့်နေစေဖြစ်ပြီးတော့ဒါလက်ရှိအာဒီစလော့အသင်းရဲ့ဒါနောက်ထပ်အပြောင်းရွှေ့တွက်အပြီးတတ်နိုင်မဲ့ဒန်တီနှစ်ခုကိုသူတို့မကြမီရပိုင်တင်တွေးရဖို့အသေးအံကြိုးပမ်းနေတာပါအားလုံးကျေးဇူးတင်ပါတယ်